ကဲကောင်းပြီဥပါဒณะခန္ဓာ၅ပါးကိုရှုတယ်လို့ဆိုအခုလို့ကိုယ်စိတ်ထဲမှာအာယုံဖြစ်ပေါ်လာတဲ့ရုပ်တရားအာယုံဖြစ်ပေါ်လာတဲ့စိတ်ရဲ့ခံစားချက်အာယုံဖြစ်ပေါ်လာတဲ့စိတ်ရဲ့မှတ်သားချက်အာယုံဖြစ်ပေါ်လာတဲ့စိတ်ရဲ့ကြံတွေးချက်နှုတ်ဆော်ချက်တွေအာယုံဖြစ်ပေါ်လာတဲ့စိတ်တွေအလုံးပေါင်းလိုက်တော့ခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးရဲ့ဖြစ်မှုပြမှု မြင်အောင်အထက်ထက်ရှုမြင် သုံးသပ်နိုင်တဲ့တမာတိအခြေခံတမာတိစွမ်းအားဟာဒီတမာတိဘာဝနာဟာအာတဝတရားကိုမှုရအတွက်ဖြစ်တဲ့တမာတိဘာဝနာအမျိုးအစားပဲတဲ့ဒီအာယုန်လေးပေါ်မှာစိတ်တည်ငြိမ်နေအောင် လေ့ကျင့်လို့ရှိရင်အသိဉာဏ်တွေရလာမယ်လို့သူပြောတာနော်ဒီအာယုန်လေးပေါ်မှာလေ့ကျင့်ရအဲ့တော့လေ့ကျင့်တဲ့အခါကျတော့ဆိုပါစို့ ကိုယ်တဏ္ဍာမှာရှိတဲ့ကိုယ်တဲ့သဘောအေးတဲ့သဘောလေးခန္ဓာကိုယ်ထဲမှာပေါ်လာပြီပေါ်လာလို့ရှိရင်အေးကိုယ်တဲ့သဘောကိုရှုလိုက်ဘာကိုရှုတာလို့ဆိုတော့တေသောကိုရှုမှာပဲအေးတဲ့သဘောကိုတွေးလိုက်ရင်ဘာကိုတွေးတာလို့ဆိုရင်တေသောကိုတွေးတာပဲမာတဲ့သဘောပြောတဲ့သဘောတွေးရင်ပထမီကိုတွေးတာပဲအဲ့တော့ယုတ်တည်တဲ့ကတခုတွေးလိုက်လို့တွေးလိုက်တာနဲ့တကြိုင်နဲ့နံပါတ်1သိရမှာကယုတ်ကိုယုတ်လို့သိဖို့လိုအပ်တယ်နော် ဒါကြောင့်မို့အဲ့ဒီပါဠိတော်မှာမြတ်စွာဘုရားဣတိရူပံဣတိရူပသသမှုရေယောဣတိရူပသအထင်မောရုပ်ကိုရှုပြီဆိုကြတဲ့ကသဘာဝလက္ခဏာကိုစပြီးတော့ရှုလိုက်သဘာဝလက္ခဏာစရှုတယ်ဆိုတော့ကိုရှုရမယ့်တရားကိုတွေ့တာတော့ကိုရှုရမယ့်တရားကိုကရှုချင်တာကတခြားရှုနေတာကတခြားဆိုလို့ရှိရင်ဒါလွဲမှားနေလွဲမှားနေ အဲ့တော့ပူတဲ့သဘောအေးတဲ့သဘောကိုရှုလိုက်တာဒါရုပ်လို့ရှုနိုင်တာပူတဲ့သဘောအေးတဲ့သဘောကိုတွေ့တာရုပ်ရဲ့သဘာဝလက္ခဏာကိုတွေ့တယ်ဒီဇောဒရဲ့သဘာဝလက္ခဏာကိုတွေ့တယ်ထွက်လီဝင်လီကိုရှုလို့လှုပ်ရှားတဲ့သဘောကိုတွေ့ရင်ဝါယောရဲ့သဘာဝလက္ခဏာကိုတွေ့တယ်ပြောအဲ့ဒါလို့တွေ့လာပြီးတဲ့အခါမှာဖြစ်လာတာကိုမြင်လိုက်ရင်ဣတိရူပတ္တသမှုရောပြတ်သွားတာကိုမြင်လို့ရှိရင်ဣတိရူပတ္တအထင်မှော ဖြစ်လာတာကိုလည်းမြင်လိုက်တယ်ပြည့်သွားတာကိုလည်းမြင်လိုက်တယ်အဲ့ဒါလို့ဥပါဒဏ်နဲ့ခန္ဓာ၅ပါးတွေရဲ့သဘာဝကိုလည်းသိတယ်ဖြစ်သွားတာကိုလည်းသိတယ်ပြည့်သွားတာကိုလည်းသိတယ်အဲ့ဒါလို့သိခြင်းဖြစ်เนาะဝိပဿနာဉာဏ်ရှင်းတမ်းပါခန္ဓာကျဲဆိုတာဝေဒနာကိုဝေဒနာလို့သိလိုက်တယ်။ငကောဝေဒနာကိုဝေဒနာလို့မသိဘူး။ဘာလို့သိလဲ။ငါလို့သိတယ်။ ငါဆိုတဲ့အတွေ့ကမှမို့ထားအဲ့ဒီငါဆိုတဲ့အတွေ့ကိုဖြောက်ပြီးတော့ဝေဒနာလို့သိလိုက်တာဣတိဝေဒနာဒါဝေဒနာပဲလို့သဘာဝတက္ကနာကိုသိလိုက်သိလိုက်ပြီးတဲ့အခါမှာအဲ့ဒီဝေဒနာသဘာဝတရားရဲ့ဖြစ်လာတာကိုလည်းမြင်လိုက်တယ်ပြစ်သွားတာကိုလည်းသိလိုက်တယ်ဖြစ်မှုပြက်ဖို့ကိုမြင်ထို့တူပဲအာယုတခုကိုတွေးလိုက်တာတည်းတည်းပြိုင်တယ်မှတ်လိုက်တယ် အာဝိပ္ပိစိတ်ကသူ့အတူတဘာဝပဲမြင်လိုက်တာနဲ့လည်းမှတ်လိုက်တာပဲကြားလိုက်ရင်လည်းမှတ်လိုက်တာပဲအဲ့ဒီမှတ်လိုက်တဲ့သဘောလေးကိုသိတာဟာအညာရဲ့သဘာဝလက္ခဏာကိုသိတာပဲအဲ့ဒီသိတဲ့တင်ညာလေးအတိခံရတဲ့တင်ညာလေးရဲ့ဖြစ်လာမှုကိုလည်းသိလိုက်ရတယ်ပြတ်သွားတာကိုလည်းသိလိုက်ရတယ်သိတဲ့စိတ်ဟာလေ့ကျင့်ထားသည့်အတွက်ကြောင့် ခဏကတမာတိစွမ်းအားကိုအသုံးပြုထားတဲ့အတွက်ကြောင့်ဒီပြီးတဲ့ဝိပဿနာဉာဏ်ဟာခိုင်မာရည်တန်လာတာဖြစ်တယ်နော်ထို့တူရဲ့သင်္ခါရဆိုတာဉာဏ်နဲ့စေတသိက်တွေတွေးတာဉာဏ်လာလဲသင်္ခါရပဲလှုပ်ဆော်လာလဲသင်္ခါရပဲလောဘဖြစ်တာလဲသင်္ခါရပဲဒေါသဖြစ်တာလဲသင်္ခါရပဲသင်္ခါရခန္ဓာကိုသိတယ်လို့ပြောတယ်နော်လောဘဖြစ်ဖြစ်ဒေါသဖြစ်ဖြစ်မာမာနပဲဖြစ်ဖြစ်အိတ်တာပဲဖြစ်ဖြစ်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ ဒီတဘာဝတရားတွေကိုတဘာဝအတိုင်းသိလိုက်တာဒါသင်္ခါရကိုသိတယ်လို့ခေါ်သင်္ခါရခန္ဓာကိုသိတယ်လို့ခေါ်အဲ့ဒီသင်္ခါရခန္ဓာကိုသိပြီးသင်္ခါရခန္ဓာရဲ့အဖြစ်မှုသဘောကိုလည်းသိတယ်ပြတ်သွားတဲ့သဘောကိုလည်းသိတယ်ဒါတမာတိစွမ်းအားနဲ့အတိညာနဲ့သိတာအေထုတ်တူရဲ့နောက်ဆုံးကြတော့အတိစိတ်ကလေးအတိစိတ်ဆိုတာနန္တရားတွေကိုဥဆောင်နေတဲ့သဘာဝတရားလေးပဲ နန္တရားတွေကိုဥဆောင်နေတဲ့သဘောဝတရားလေးအာယုန်နဲ့တွေ့တဲ့နဲ့သူဥစွာပေါ်လာတဲ့အာယုန်နဲ့တွေ့တဲ့တဲ့ပြိုင်နဲ့သူကရှေ့ကပေါ်လာတယ်လို့ပေါ့တကယ်တော့စိတ်နဲ့စေတသိက်ဆိုတာဂျိုင်းကြီးဖြစ်တာပဲသို့တော့သူကခေါင်းဆောင်လာတယ်ပေါ့အဲ့ဒီအသိစိတ်လေးကိုလည်းသဘာဝလက္ခဏာအနေနဲ့သူ့ကိုទីလိုက်တယ်ဒါစိတ်ပဲလို့ទីလိုက်တယ်အဲ့ဒီစိတ်ကလေးဖြစ်သွားတာကိုလည်းទីလိုက်တယ်ပြတ်သွားတာကိုလည်းទីလိုက်တယ် အဲ့လိုသိလိုက်ခြင်းအားဖြင့်ဒီလိုသိနေတဲ့သိနေအောင်ဘယ်သူကနေပြီးတော့စူးစိုက်ပေးထားတော့ဆိုတမာရိဘာဝနာစူးစိုက်ပေးတမာရိဘာဝနာစူးစိုက်ပေးထားသည့်အတွက်ကြောင့်ယထာဘူတဉာဏတဒနာမှန်မှန်ကန်ကန်သိမြင်မှုဆိုတာဖြစ်လာတယ်